မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကုတန်းအုပ်ဖုံမြို့နယ်ဂျိုကိုပင်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို၄ချိန်ကြားဖြတ်တိုက်ခဲ့ရာ စစ်တပ်ကခုနှစ်ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ30ရက်နေ့မှာအုပ်ဖို့မြို့ပေါ်ကဂျိုကိုပင်ရွာကိုစစ်ကြောင်းထိုးရန်ရောက်ရှိလာတဲ့အင်အားတရာကျော်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကလိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲများဟာအော်တိုဘားလာတရက်နေ့ည9နာရီအထိ၄ချိန်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကခုနှစ်ဦးတေဆုံးကတိကြိုက်တဲ့ရရှိသူတွေများပြားတဲ့အတွက်ကြောင့်စစ်တပ်စစ်ကြောင်းကညာရင်းချင်းအုပ်ဖို့မြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။စစ်ခွေးတွေက စက်တင်ဘာလ30ရက်နေ့မှာအုပ်ဖို့မြို့နယ်ဂျိုကိုပင်ရွာကိုအင်အားတရားကျော်နဲ့စစ်ကြောင်းထိုးလာတာပါတိုက်ပွဲကတော့၄ချိန်ဖြစ်ပွားခဲ့တယ်။အော်တိုဘားလာတရက်နေ့ည9:00နာရီအထိထိတွေ့တိုက်ပွဲဇက်တိုက်ကိုဖြစ်ပွားခဲ့တာတိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကခဏကောင်တေဆုံးသွားပါတယ်စစ်ခွေးစစ်ကြောင်းကတော့မရှိတော့ဘူးအထိနာပြီးတော့အုပ်ဖို့မြို့ကိုမနေ့ကညကပဲညရင်းချင်းပြန်လဲဆုတ်ခွာထွက်ပြေးသွားတယ်လို့တာယာဝတီခိုင်ဘက်ကတရေးတာဝန်ခံရဲဘော်ဒီမိုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စခန်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မျိုးသိန်းတိုက်ပွဲမှာ KIA ပူးပေါင်းတပ်ကလက်လွတ်လိုက်ရတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်စခန်းတချို့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ24ရက်နေ့မှာဗမော်မျိုးမှာရှိတဲ့၃မိုင်စခန်း ရွှေပြည်သားစခန်းနဲ့ KBC ဖះเจ้าကုန်းတို့ကိုအကြမ်းဆက်တဲ့ရဲအမှတ်ဆက်တဲ့တမတော်စေးတက်ရင်မဆရနဲ့အမှတ်၅ဆက်သွေးရေးတက်တို့ကစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်တက်ခိုက်ခဲ့တဲ့အတွက်ကြောင့် KIA ပူးပေါင်းတပ်ဖွဲ့များကစုတ်ခွာပေးလိုက်ရတယ်လို့သိရပါတယ်အခုလိုစုတ်ခွာပေးခဲ့ရတဲ့စခန်း၃ခုကို KIA ပူးပေါင်းတပ်ဖွဲ့များကတံပြန်ထိုးစစ်ဆင်တက်ခိုက်ခဲ့ရာ အော်တိုဘာလာတရနေ့ညနေပိုင်းမှာပြန်လည်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတော့စစ်တပ်ကအယောက်90ကျော်တေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ဗမောမဆာယာစက်တင်နဲ့စာတရ၅ဘက်ကနေစစ်ခွေးစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်စင်တက်ခိုက်လို့ဆုတ်ခွာပေးလိုက်ရတယ်။သုံးပိုင်းရွှေပြည်သာနဲ့ KBC ဖျားကြောင်းကုန်းတွေကိုမနေ့ကညနေပိုင်းကကျွန်တော်တို့ KIA တွေပြန်လည်သိမ်းပိုက်လိုက်ပါပြီ။ဗမောတိုက်ပွဲကတော့ပြင်းထန်နေပါတယ်။စစ်တပ်ရဲ့တပ်စခန်းတချို့ကို KIA တွေပြန်သိမ်းပိုက်လိုက်ပါတယ်။စစ်တပ်ဘက်ကတိုက်ဆုံးသူတွေများတယ်။စစ်ခွေးအကောင်50ကျော်လောက်တိုက်ဆုံးနိုင်ပါတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ ်မမောင်မြိုသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလဇန်နဝါရီကစတင်ပြီးတော့ KIA ပူးပေါင်းတပ်ဖွဲ့များကစေနွဲနေခြင်းဖြစ်ပြီးလက်ရှိအချိန်ထိတိုက်ပွဲများနေ့စဉ်ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ပေါ်မှာစစ်အာဏာရှင်စနစ်ကိုတော်လှန်တဲ့လူလူလှုပ်ရှားမှုတပိတ်တွေပြုလုပ်နေတဲ့စမ်းကြောင်းပင်မတပိတ်စစ်ကြောင်းကရဲဘော်2ဦးစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စမ်းကြောင်းပင်မတပိတ်ဆက်ကြောင်းရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ဟိန်းနိုင်စောခေါ်အိုမီတိတ်တီရီဝေခေါ်မမရရေတို့ဟာပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကမြေပြင်ကိစ္စတွာလာရင်နဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးတဲ့နောက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းကိုခံလိုက်ရတာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။စမ်းကြောင်းပင်မတပိတ်ဆက်ကြောင်းရဲ့အဖွဲ့ဝင်2ဦးဟာရန်ကုန်မြို့အကြမ်းမဖက်လူလူလှုပ်ရှားမှုတွေမှာဥဆောင်ပါဝင်နေသူတွေဖြစ်ပြီးတော့စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံရပြီးတဲ့နောက်စစ်တပ်ရဲ့စစ်ကြောရေးငရဲကန်းဖြတ်တမ်းမှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုရင်ဆိုင်ရကား မတရားဥပဒေနဲ့အကျဉ်းထောင်အတွင်းမှာဖမ်းဆီးအကျဉ်းချထားခြင်းကိုခံရရတယ်လို့ဆိုပါရယ်ရဲဘော်နှစ်ဦးဖမ်းဆီးခံရပြီးတဲ့နောက်ကြန့်ရှင်းနေတဲ့ရဲဘော်တွေရဲ့လုံခြုံရေးအခြေအနေကြောင့်အခုမှသတင်းထုတ်ပြန်လာခြင်းဖြစ်တယ်လို့စမ်းကြောင်းသတင်းကပြောဆိုထားပါတယ်စစ်အာဏာရှင်စနစ်အမြင့်ပြတ်ခြုံငင်းရေးနဲ့ Federal Democracy ပြည်ထောင်စုနိုင်ငံတော်တစ်တိဆောက်ရေးအတွက်ရဲဝန်စွာအတုတက်ခိုက်ခဲ့တဲ့ရဲဘော်ကိုအုံမီနဲ့မမျက်ရင်တို့ရဲ့ဆုံးရှုံးမှုအတွက်ကြံရှိခဲ့တဲ့ရဲဘော်တွေကတော်လိုင်းရေးအောင်မြင်တဲ့အထိအခုနဲ့ပို့ပြီးတော့ လူလူနဲ့အတူကြိုးပမ်းသွားမှာပါလို့စမ်းချောင်းသောဟိတ်ကပြောဆိုထားပါတယ်။အရိကတော့မြို့ပြမှာလှုပ်ရှားနေတဲ့တော်လိုင်းအားစုတွေအနေနဲ့ပို့ပြီးတော့သတိထားဖို့လိုတယ်ဆိုတဲ့အကြောင်းသတိပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုဖမ်းဆီးတဲ့ပုံစံကပြောင်းသွားတယ်။အရင်တော့ကဆိုရင်ဖမ်းဆီးမှုကိုညဘက်တွေလောက်တာများတယ်။ဒါပေမဲ့အခုကနေဘက်ကညဘက်ရောမရှောင်တော့ဘူး။ပြီးရင်အရင်တော့ကကြတော့အဖမ်းခံရတဲ့နောက်ဆက်တွဲဂွင်းဆက်တွေလိုက်တဲ့အခါအချိန်ကြာတယ်။အခုကအဲ့လိုမဟုတ်တော့ဘူး။ source တစ်ခုကိုဖမ်းမိတာနဲ့ဂျန်နဲ့ source 3 4 5ခုကိုတပြန်တည်းဝင်စီးတဲ့ပုံစံတွေတွေ့ရတယ်အဲ့ဒီမှာကြတော့အချက်မှတ်ဆက်တဲ့ကအထူးသဖြင့် uniform တွေမဝတ်တော့ဘူးအရက်ဝတ်တွေကိုပဲသုံးတယ်ပစ္စတိုတွေနဲ့တကယ်အင်စည်းကအကောင်းစားတွေနဲ့ဖမ်းဆီးမှုပုံစံတွေဖြစ်လာပါတယ်အဲ့ဒီလိုဖမ်းဆီးတာကဘာပြဿနာဖြစ်လဲဆိုတော့ဖမ်းဆီးခံရတယ်ဆိုတာကိုအဲ့ဒီနားမှာရှိတဲ့ရဲသားပြည်သူတွေကအစသတိမထားမိတော့ဘူး တချို့က information တွေလွဲပြီးတော့မြို့ပြမှာတော်လိုင်းအရာစုတွေဖမ်းဆီးခံရတဲ့အခါမှာတယောက်နှစ်ယောက်နဲ့ပြီးရမယ်အစားနောက်ဆက်တွဲတွေပါပါကုန်တဲ့အခြေအနေရှိတယ်လို့စမ်းချောင်းပင်မတပိတ်စစ်ကြောင်းဥက္ကဋ္ဌကိုပီတာကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်နဲ့ရေစကြုံမြို့နယ်အစပ်မှာအကြမ်းဖက်ဆက်တဲ့ကစစ်ကြောင်းထိုးမီးရှို့နေတဲ့အတွက်ဂျေးရွာဆယ်ရွာကျော်ကထောင်ထဲချတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလ20ရက်နေ့ကစတင်ပြီးတော့ပခုတ်ကူမြို့ပေါ်မှာထွက်လာတဲ့အင်အားရာနဲ့ချီပဝင်တဲ့စစ်ကြောင်းဟာပခုတ်ကူမြို့နယ်နဲ့ရေစကြိုမြို့နယ်အဆက်ကိုစစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးတော့စပေးရှောင်ပြည်သူများနေထိုင်တဲ့တဲများကိုဇက်တိုင်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲဒီစစ်ကြောင်းဟာမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာများကိုဇက်တိုင်စီးနင်းနေခြင်းကြောင့်ကျေးရွာဆယ်ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါတယ်။အဲဒီစစ်ခွေးစစ်ကြောင်းကပခုတ်ကူမြို့ကနေထွက်လာတာပါ အခုထိလဲဘခုတ်ကူရေးစကြိုးမြိုင်နေဆက်တဝိုက်ကိုစစ်ကြောင်းထိုးနေတော့မယ်ဆယ်ရက်ကျော်နေပြီပြည်သူတွေလဲနေတိုင်းလိုလိုထွက်ပြေးတိမ်းရှောင်နေရပါတယ် ရွာပေါင်း၁၀ရွာကျော်ပါတယ်ပြည်သူတွေဥယျထောင်ထဲချီပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိချိန်မှာစေဘေးရှောင်ပြည်သူများဟာမိုးရဲရေတဲ့နေ့စဉ်တိမ်းရှောင်နေရပြီးတော့စေဘေးရှောင်နဲ့ရက်ကြာမြင့်လာတဲ့အတွက်ကြောင့်စားနေရိတ်ခါစေဝါနဲ့အမိုးကာများအေးပေါ်လိုအပ်နေတယ်လို့ပြောပါတယ်အလားတူပဲစက်တမလ28ရက်နေ့ကစတင်ပြီးတော့ပခုတ်ကူမြို့နယ်အနောက်ချမ်းကိုစစ်ကြောင်းထုတ်ဝင်ရောက်နေတဲ့အကြမ်းဖက်စစ်တပ်ကလည်းရေမြရွာနဲ့ပြည်အရွာတို့ကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်းနေအိမ်များကိုဝင်ရောက်မှွေနောက်က တံမိုးကြီးတဲ့ပစ္စည်းများကိုယူဆောင်ပြီးတော့ဂျေးရွာနေပြည်သူနှစ်ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတန်းရွှေဘုံမြို့မှာဩဂတ်စ်လနဲ့စက်တင်ဘာလအတွင်းကမြို့ပေါ်ရက်ွက်တွေနဲ့နယ်ကြေးရွာတွေကခီးသွားလုံငယ်တွေဟာအချမ်းမတ်စစ်တပ်ရဲ့လှည့်ကင်းတဲ့အထိုင်ဂိတ်တွေမှာပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံခဲ့ရပြီးတော့မုံရွာနမခတပ်ကိုအပုတ်ခံရက15ရက်ကျော်မှ၎င်းတို့ရဲ့မိသားစုဝင်တွေနဲ့အဆက်အသွယ်ရခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြို့ထဲမှာသွားရင်လာရင်လည်းလှဲကင်းကဖမ်းသွားတာတီးတီးချင်းရဲစခန်းကိုလိုက်သွားပြီးမေးတော့နောက်ရမှလာခဲ့လို့ပြောတယ်ပြန်များလွတ်မလားလို့လိုက်တာဆယ်ရက်ကြာပြီးငွေသား3 90ကုန်သွားတယ်ဘာအဆတမှမရလိုက်ဘူးသွားတာကတော့ထွေးအုပ်ယုံရဲစခန်းနဲ့စစ်တပ်ထဲကိုလည်းသွားမေးတယ်မနှက်ဖန်ပဲတီးရမလို့လို့နဲ့ဘာမှလည်းမတီးရဘူးအချိန်ကုန်ငွေကုန်လို့မလိုက်တော့မှသူတို့စီကဖုန်းလာတယ် သူအစဉ်ပြေကြောင်းသူတို့ကဂီဥ်ဆိုင်ကြောင်းမုံရတက်ထဲကိုရောက်နေကြောင်းပြောဆိုပြီးတော့ဖုန်းကျသွားတာဘလုံးမပြန်ခေါ်လို့မရတော့ဘူးလို့ရွှေဘုံမှာအဖမ်းခံရပြီးတော့မုံရနာမခကိုအပုတ်ခံရတဲ့သူရဲ့မိသားစုဝင်နဲ့ဤဆက်သူကပြန်လည်ပြောပြထားပါတယ်ရွှေဘုံမျိုးရဲ့စီကောင်စီလက်ကင်းကအလုတ်သွားအလုတ်ပြန်တဲ့အချိန်ညဘက်သွာလာသူတွေအပြင်ဈေးကားကိတ်နဲ့ဈေးရုံရှိတွေမှာသွာလာနေတဲ့လူငယ်တွေနဲ့မြို့အဝင်ဆက်ဆေးရေးဂိတ်ကခီးသွားကားဆိုင်ကယ်တွေနဲ့သွာလာနေကြတဲ့ လူငယ်တွေကိုပါဖမ်းဆီးကမြို့မရဲစခန်းကနေအမှတ်၈လေ့ကျင့်ရေးတပ်ကိုပို့ဆောင်ပြီးတော့လေ့ကျင့်ရေးတပ်ကမုံရွာနမခတပ်ကိုပို့ဆောင်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းပဇွန်တောင်မြို့နယ်အမှတ်၈ရပ်ကွက်မှာကျင်းပတဲ့ရေကြော်ပွဲစည်းမှာအများသောအင်သာတွေတိစောက်ထားတာမရှိဘဲနဲ့ပွဲစည်းလာတဲ့သူတွေဟာစီးမဲ့ကမ်းမဲ့အပေါ်လေးသွားတာတွေရှိတာကြောင့်ရပ်ကွက်နေပြည်သူတို့စိတ်တော့ကရောက်နေရပြီးတော့ခိုးဆိုးလူရတာတွေရန်ပွဲတွေဖြစ်မှာကိုလည်းစိုးရိမ်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘားလာတရက်နေ့ကစတင်ပြီးတော့ခုနှစ်ရက်နေ့အထိရန်ကုန်မြို့ရဲ့အစီကားဆုံးပွဲတော်တစ်ခုဖြစ်တဲ့ရေကြော်ပွဲစည်းကိုခုနှစ်ရက်တိုင်တိုင်စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရကကျင်းပသွားမယ်လို့သိရပြီးတော့ပွဲစည်းကျင်းပတဲ့လမ်းတစ်လျှောက်မှာအများဆုံးရွေးလျားအိမ်သာ MI ပုံးတွေထားတာမျိုးမရှိဘဲပွဲစည်းလာတဲ့သူတို့ရဲ့စီကမ်းမဲ့အပေါ်လေးဆွမ်းတာတွေလည်းရှိနေတယ်လို့သိရပါတယ်။အရက်မူးနေတဲ့လူတွေလမ်းဘေးမှာဒီတိုင်းသေးပေါက်တာ လူတလောက်များတဲ့ထဲမှာပေါ်တင်လောက်တာတွေလည်းရှိတယ်ရက်ကွက်ထဲကလူတွေကဒီပွဲမပြီးမချင်းတော့အတော်ဒုက္ခခံရတာပေါ့အမိုက်ပြက်တာကိစ္စမဟုတ်ဘူးအခုမူးယူပြီးတော့ဖြစ်ချင်တိုင်းကိုဖြစ်နေတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်ရေကြောပွဲစည်းပထမနေ့မှာလူငယ်တချို့စကားများရန်ဖြစ်တာတွေရှိခဲ့တယ်လို့သိရပြီးတော့ပွဲစည်းလမ်းတစ်လျှောက်ကနေအိမ်တွေလဲအိမ်တကားတွေပိတ်ထားရပြီးတော့ပွဲစည်းလဲမလဲရဲကြဘူးလို့ပြောပါတယ်ရန်ကုန်မှာကပုံမှန်အချိန်တော်မှတိုက်ခန်းထဲမှာအနူချမ်းစီလူရက်တာ အခုပွဲစည်းကညဆက်နေအထီကိုလူမပြတ်ဘူးရန်ဖြစ်တာဆဲဆိုတာလည်းမြင်နေရတယ်ပွဲစည်းလေဖို့ထက်ကိုတိုက်ကိုလူစိမ်းဝင်မှာစိုးရင်နေကြရတာအကုန်တကားပိတ်ပြီးတော့တယောက်ကအပေါက်မှာစောင့်နေရတာခொနေရပြည့်တဲ့အထီတော့သီးခံရမှာပဲလို့အမျိုးသမီးတူကပြောဆိုထားပါတယ် ရန်ကုန်မြို့မှာအစီကားဆုံးဖြစ်တဲ့ရေကြောပွဲစည်းမှာမုတ်ဆိုင်နှမ်းတွေခလေးကစားစရာရောင်းချတဲ့ဈေးဆိုင်ခန်းတွေအပျော်စောကစားနိုင်တဲ့နေရာတွေနဲ့ဖျော်ဖြေစိတ်ဆင်းနေလဲပါဝင်နေလို့သိရပြီတော့နေ့စဉ်ရန်ကုန်မြို့နယ်တဝိုက်ကဒေသခံတွေလာရောက်လဲပတ်ကြတဲ့သတင်းကျွတ်ပွဲတော်တစ်ခုလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါက်ကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ